။ဘကိုးတိုင်းဘက်ကနေပြီးတော့ဖြတ်တောက်လိုက်မယ်ဆိုရင်တနင်္သာရီဘက်ကစစ်စင်ရေးအစီအစဉ်တွေကိုအားလုံးနှောင့်နှေးသွားမှာဖြစ်တယ်။အဲ့တော့တနင်္သာရီကပြည်သူတွေဖြတ်လေးဖြတ်ရဲ့နံပါတ်1ဖြတ်ဖြစ်မိမိတို့ပတ်ဝန်းကျင်ဒီမှာလွန်ခဲ့တဲ့၄နှစ်ကလာရောက်ပြီးမြုပ်နှံတွယ်တန်းထားတဲ့ fiber cable တွေကိုကြေးရွာလူလူညင်းညင်းလိုပဲဖြစ်စီတူးချင်းတစ်ဖွဲ့ချင်းစုဖွဲ့ပြီးတော့တိတ်တဆိတ်ဖြစ်စီအခုဒီကနေရာရွေးချယ်တတ်မှတ်ထားပြီးမတ်လ25ရက်ညကစပြီးဖြတ်တောက်ပြီးကြပါဖြတ်တင်ပြီးခင်းချင်းပြင်ဆင်လာကြတာ ဒီ ABC မြန်မာစီးပွားရေးဥပဒေလိမ့်တက်နဲ့ကာနေပြီးတော့တရုတ်နဲ့ဖက်ဆက်စာချုပ်ချုပ်ဆိုပြီးတော့တနင်္ဂနွေအနှံ့တွယ်တန်းနဲ့ fiber optic တီးခြားစစ်သုံးကေဘယ်လိုင်းတွေလည်းပါပါတယ်စစ်တပ်အတွက်တီးခြားသုံးပြတဲ့ဒီ fiber fiber ကေဘယ်လိုင်းတွေရနိုင်ငံနေရနဲ့မြို့ပြကြီးတွေဒီဆောက်တဲ့အချိန်မှာတန်တရာဆောက်လို့ရဖွဲ့နေတဲ့သူရောရှက်ပုတ်ဖြစ်ပြီးတော့အဲ့ဒီကာလာကလေးကလှူလှူဝဲဝဲထဲ့သွင်းမြုပ်နှံပြီးတော့သူတို့ရဲ့အုတ်ချွေစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တီးခြားစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ်ရေး network ကြီး တိစောက်ခဲ့ကြပါတယ်အခုအရာကြီးကိုလည်းလက်ပတ်တယ်တရုတ်နဲ့ရုရှားအကူအညီနဲ့ဂျူရုဆလင်တွေကိုအသုံးပြုပြီးတချို့သောအစိပ်ပိုင်းတွေကိုလည်းလက်ပတ်တယ်ဒါပေမဲ့ဂျူရုဆလင်ဆိုတာတွေကအထက်ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းဟာသူတို့အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ twin fault ကြီးစုလို့မရနိုင်နိုင်ဘူးလို့အရေးကြီးတဲ့အစိပ်ပိုင်းတွေဆိုရင်ဒီ cable ကတစ်ဆင့်ပဲဆက်သွယ်ကြတဲ့ network ကိုအသုံးပြုကြတယ်လို့အ twin ကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလဲပတ်ခဲ့တဲ့ဖဲသီးတချို့ကကျွန်တော်ပြောထားပါတယ်သူတို့ရဲ့အကြံပြုချက်အရပဲ မင်းအွန်လိုင်းရဲ့လက်ရှိဖက်ဆက်ဖက်ဆက်ရန်နေရာကိုအဲရိုင်နဲ့ချိနဲ့ပြပြပြီးတော့ဖျို့ဖျဲဖြစ်သွားခြင်းသူတို့ရဲ့ဆက်သွယ်ရေးကိုဖျက်တော့ပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့စစ်ကောင်စီရဲ့ဆက်သွယ်ရေးရန်နေရာကိုဖျို့လဲဖို့မြေအောက်ချထားတဲ့ကေဘယ်ကျိုးတွေဖျက်တော့ကြရန်ဗိုလ်ကြီးနေမျိုးစင်ပန်ကြားလိုက်တဲ့ရုပ်တံနဲ့အတူ CDN ဆရာဝန်မိသားစုနဲ့ပြည်သူများတည်ဆုံခဲ့ရသည့်နန်းခါရွာလေးချောင်းတိုက်ခိုက်မှု န်ယူဂျီကျမရေးဝင်ကြီးဌာနရှုတ်ချလိုက်တဲ့ထူးခြားသတင်းတွေနဲ့ပါတင်ဆက်ပေးလိုက်ချင်ပါတယ်။မကွေးတိုင်းကန်ကုန်မြို့နယ်နန်ကာကြီးရွာစီတန်းပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်ခဲ့သည့်စစ်ကောင်စီ၏လုပ်ရက်ကိုရှုတ်ချကြောင်းအမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကျမရေးဝင်ကြီးဌာနကမက်လာ23ရက်တွင်ထုတ်ပြန်သည်။ မလ22ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနန်းခါရွာစေကန်းလေးချောင်းတိုက်ခိုက်ခဲ့၍ CDN ဆရာဝန်ဒေါက်တာမြဆိုးအောင်ဇနီးဒေါ်ခိုင်နှင်းဝေတားဖြစ်သူ9နှစ်အရွယ်ကလေးငယ်အပါဝင်7ဦးသေဆုံးခဲ့ရပြီး6ဦးဒဏ်ရာရရှိခဲ့သည်ဟုအသိပေးသည့်ဆရာဝန်ဤဇနီးသည် လေးလသားအရွယ်ကိုဝင်ရွယ်ထားရသူဖြစ်သည်ဟုဖော်ပြသည်ဒေါက်တာမြဆိုးအောင်သည်စေကန်းလာလူနာများအားစေကူတမှုဆောင်ရွက်နေစဉ်စစ်ကောင်စီကလေကြောင်းဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်သည့် ထို့သို့လေကြောင်းတိုက်ခိုက်ခဲ့၍ဆရာဝန်မိသားစုလူနာ လူနာဆောင်နှင့်ပြည်သူ၈ဦးစုစုပေါင်း၁၁ဦးတေဆုံးခဲ့ရာတေဆုံးသူများတွင်ကလေးငယ်ငါဥပဝင်ခဲ့ဟုအတိပေးသည်ကြဆုံးသွားသောကျမ်းမာရေးဝန်ထမ်းများအား CDN အာဇာနည်သူရဲကောင်းများအဖြစ်အတိမတ်ပြုကြောင်းနှင့်တေဆုံးခဲ့သည့်ကျမ်းမာရေးဝန်ထမ်းများလူနာများပြည်သူများ၏မိသားစုများနှင့်ထပ်တူကြေကွဲဝမ်းနည်းရကြောင်းဖော်ပြသည် ်ထို့ပြင်လေကြောင်းတိုက်ခိုက်ခံရ၍စေကံလည်းမီးလောင်ပျက်စီးခဲ့ပြီးအနီးအနားရှိနေအိမ်များလည်းပြိုကျပျက်စီးခဲ့ဟုထုတ်ပြန်သည်ယခုလေကြောင်းတိုက်ခိုက်ခံရသည့်ဒေါက်တာမြဆိုးအောင်နှင့်ဇနီးဖြစ်သူဒေါက်ခိုင်နှင်းဝေတို့မှ2021အာနာမသိန်းခင်ကစကိုင်းတိုင်းကလေးမျိုးနယ်တင်သားတိုက်နယ်စေယုံတွင်တိုက်နယ်ဆရာဝန်နှင့်အထက်တန်းသူနာပြုများဖြင့်တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း CDN ပြုလုပ်ကမကွေးတိုင်းနဲ့စကိုင်းတိုင်းအတွင်းရှိဒေတာများအတွင်လိုက်လံစေကူတမှုပေးနေသူဖြစ်ကြောင်းကျန်းမာရေးဝန်ကြီးဌာနကအသိပေးသည်။နောက်ထပ်တစ်ချက်ကိုလည်းကဆက်ပြီးတော့ဖက်စစ်စစ်တပ်ဟာမြစ်ချီစီမံကိန်းတွေအတွက်ကိုစနစ်ကျပြင်ဆင်ပါတယ်။ဒါပါလဲဆိုတော့မြန်မာပြည်ကိုရာသပ်ပံစစ်ကျင်ပွားနဲ့အုပ်စီးသွားပြီးတော့စစ်ဘုံလွတ်မလာရင်ဆက်အနာရှင်အတိုင်းဝိုင်းနဲ့ဆွေမျိုးသားချင်းဆရာတပည့်တစုတာလေး အလုံးအမင်းကြည်ကြည်တဲ့ချမ်းသာကြွယ်ဝရေးတိုင်းပြည်ကိုပြည်သူပြည်သားအလုံးကိုဆင်းရဲတွင်ထဲမှာမြောက်ကိုရီးယားကဲ့သို့ဖိနစ်တွတ်တွင်ထားပြီးတော့လူတစုကောင်းစားရေးအတွက်ကိုရေးရှိနှစ်ဆယ်ချီရာချီအောက်ချုပ်သွားနိုင်ဖို့အစီအစဉ်လေးရေးဆွဲခဲ့ကြပါတယ်တပတ်ကြောက်လို့ဆိုတော့2010ဝင်းကျင်လောက်မှာတည်းကကျွန်တော်ဆိုရင်2005စစ်တပ်ထဲမှာရှိပါတယ်စစ်တပ်ထဲမှာ2005အထိကျွန်တော်ရှိတယ် ဆိုတော့အဲ့ဒီကာလကလေးကကျွန်တော်တို့ချင်းချင်းကြားထဲမှာဒီကြားတည်ရတဲ့တချို့တတိနေရလာမယ့်2010 2020ကာလဒီမှာစစ်တပ်ကစီမံကိန်းကြီးတွေကြီးကြီးချမှတ်ပြီးတော့ဆက်အာဏာရှင်စနစ်ကိုသူတို့ပြတော့2008ဖွဲ့စည်းပုံစံနဲ့ဗန်းပြပြီးတော့အာဏာရှင်စနစ်ကိုတည်တွင်းဖို့မြို့တွေမြို့ပုံစီမံဆောင်ရွက်ကြမယ် infrastructure တွေကိုဘယ်လောက်ထိအသေးစိတ်ကြကြနာတိဆောက်ကြမယ်စတာတွေကို MBC တို့ခေါ်တဲ့မြန်မာစီးပွားရေး corporation ဥပိုင် limited တို့အပါအဝင်စစ်ဘုံချုပ်တစုကကုမ္ပဏီကြီးတွေ တကယ် giant comedy ကြီးတွေကိုတိဆောက်တိထောင်ပြီးလည်းပတ်ဥဆောင်သားသမီးတွေကိုနေရာပေးပြီးတော့မြမစီပွားရေးကဏ္ဍတစ်ခုလုံးကိုချုပ်ထိန်ဖို့ကြိုးစားကြမယ်ဟာလေဖွင့်စည်းဖို့အချိန်ကဥတွေကိုဗန်းပြပြီးတော့အာနာရှင်စနစ်အထူးသဖြင့်စစ်တပ်ကဘယ်တော့ကမှနိုင်ငံရဲ့ဥဆောင်နေရာကလက်မလွတ်ရအောင်စီမံဆောင်ရွက်ဖို့ကြိုးစားမယ်ဆိုတဲ့အခင်းကျင်းတွေဒါတွေကိုကျွန်တော်တို့ကြားသိကြရပါတယ်အဲ့တော့နိုင်ငံရဲ့ဥဆောင်ထိတ်ကနေပြီးတော့ဘယ်တော့မှဖယ်ရှားလို့မရအောင်အစအစရလိုအပ်တဲ့စီမံခန့်ခွဲမှုတွေကိုအဲ့ဒီ2000ရှစ်2010ကာလကလေးကစတင်ပြီးခင်းချင်းပြင်ဆင်လာကြတာ ီ MSC မြန်မာစီးပွားရေးဥပဒေ limited နဲ့ကဏ္ဍပြီးတော့တရုတ်နဲ့ဖက်ဆက်စားကြုတ်ချုပ်စုပြီးတော့တနင်္ဂနွေအနှံ့တွယ်တန်းနဲ့ fiber optic တီးခြားစစ်တုံး cable line တွေလည်းပါပါတယ်စစ်တပ်အတွက်တီးခြားသုံးပြတဲ့ဒီ fiber cable line တွေကနိုင်ငံအနေနဲ့အနှံ့မြို့ပြကြီးတွေတိဆောက်တဲ့အချိန်မှာလန်တရာဆောက်လို့အဖွဲ့တွေနဲ့အတူတူရောရှက်ပုံဖြတ်ပြီးတော့အဲ့ဒီကာလကလေးကလှုပ်လှုပ်ဝဲဝဲထဲသွင်းမြုံနေပြီးတော့သူတို့ရဲ့အုတ်ချူကြီးစစ်တပ်တွေအချင်းချင်းဆက်သွယ်ဖို့တီးခြားစစ်တပ်ကြီးပဲတုံးတဲ့ line ဖြစ်ဆက်သွယ်ရေး network ကြီး ိဆောက်ခဲ့ကြပါတယ်အခုအဲ့ဒါကြီးကိုလည်းလက်ပတ်တယ်တရုတ်နဲ့ရုရှားအကူအညီနဲ့ဂျူရုစနစ်တွေကိုအသုံးပြုပြီးတချို့သောအစိပ်ပိုင်းတွေကိုလည်းလက်ပတ်တယ်ဒါပေမဲ့ဂျူရုစနစ်ဆိုတာတွေကအထက်ဒီမြေပြင်ကေဘယ်လိုင်းကတိကျသွားတဲ့လိုင်းဟာသူတို့အတွက်အထူးလုံခြုံတာမို့လို့ဘယ်သူမှ hacking လုပ်တော့ twin fault ကြည့်ရှုလို့မရနိုင်နိုင်မို့လို့အရေးကြီးတဲ့အစိပ်ပိုင်းတွေဆိုရင်ဒီကေဘယ်ကတစ်ဆင့်ပဲဆက်သွယ်ကြတဲ့ network ကိုအသုံးပြုကြတယ်လို့အတွင်းကဒီအရေးကြီးတဲ့ project ကြီးကိုစီမံလက်ပတ်ခဲ့တဲ့ဖြည့်သည့်တချို့ကကျွန်တော်ပြောထားပါတယ်သူတို့ရဲ့အကြံပြုချက်အရပဲ မင်းအောင်လည်းလက်ရှိဖက်ဆက်ဖက်ဆက်ရန်နေရာကိုအဲရိုင်နဲ့ချိနဲ့ပြပြပြီးတော့ဖျူဖျဲဖြစ်သွားခြင်းသူတို့ရဲ့ဆက်သွယ်ရည်ကိုဖျက်ထားပါမယ်သူတို့ဆက်သွယ်ရည်ဖျက်ထားဖို့ကလည်းသူတို့ရဲ့မြှုပ်ထားတဲ့ fiber ဒီ optic cable network ကြီးကိုကျွန်တော်တို့တနင်္ဂနွေလုံးအနှံ့အချိန်ထဲမှာဖျူဖျက်ပြီးနိုင်ရင်သူတို့ဆက်သွယ်ရည်မှုရန်နေရာဘယ်လိုပဲဖြစ်ဖြစ်ရုပ်ချီးဆိုသလိုပြန်လဲထူထောင်လဲပတ်ဖို့မဖြစ်နိုင်ပဲဖျူဖျဲဖြစ်သွားမှာပါတဲ့ ဒါကြတော့ကောင်းငင်ရဆက်တလိုက်ကောင်းငင်ရဂျူရုတွေစတာလင်ဂျူရုတွေနဲ့အသုံးပြုပြီးသူတို့ဆက်သွယ်မှာဘောလို့ပြောနေရရှိတယ်။ဒါပေမဲ့အဲ့ဒီ internet ကနေတစင်ပြောဆိုပြဖို့တဲ့အချက်လက်တွေဟာလုံခြုံမှုမရှိဘူးဆိုတာကိုစစ်ဗိုလ်ချုပ်တွေတည်ပြီးသားမို့လို့သူတို့ရဲ့ထိတ်တန်းအရေးကြီးတဲ့စစ်စင်ရင်ညွှန်ကြားချက်တွေလှုပ်ဆောင်ချက်တွေအတွက်သူတို့အခက်အကြီးကြီးတွေ့ရမှာတကြပါပဲ။ဒီချိန်မှာအုပ်ချုပ်မှုစီမံခန့်ခွဲမှုဖျော်ဖျားဖြစ်တဲ့အချိန်မှာခွင့်ကောင်းယူပြီးတော့ငကူကလေးအမအုံနဲ့ချင်းနဲ့ထွက်ပြေးခြင်းတွေနဲ့ဖက်စစ်အကြမ်းဖက်လက်ပါးစီဖြစ်အတင်းတွသွင်းခံရတဲ့စစ်သားငယ်လေးတွေပြည်သူစစ်လေးတွေတို့လည်းမဟာအခွင့်အရေးဖြစ်သွားမှာဖြစ်တယ်။ အခုကထွက်ပြေးလိုက်ချက်ချင်းဆက်သွေးရင်းနေရနေပြီးတော့ဟိုတက်ဟိုတက်ပိတ်ဆို့ဒီတက်ပိတ်ဆို့စသဖြင့်တို့အကြောင်းနေကြပိတ်ဆို့နေတဲ့ပိတ်ဆို့နိုင်စွမ်းရှိနေတာဒီကျိုးတွေကြောင့်လည်းပါပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကနှစ်ဖြာအကျိုးအတွက်ဖက်စစ်ရန်နေရချိနေသွားအောင်ဖက်စစ်တက်ပြူပြက်ဖို့အတွက်အချိန်တင့်နေတဲ့အချိန်နော်မီးကုံရန်ကုံရိတ်ခါလဲကုန်နေပြီတက်တွင်းသဘုံထဖို့အသင့်ဖြစ်နေတဲ့အချိန်မှာတို့တို့အချိန်ပြီးခရဖြစ်အောင်ဟော်ဒီဖိုင်ဘာအော့ပတစ်ကျိုးလေးတွေကပြည်သူဘက်ကလာရောက်ပြီးတော့ကူညီခဲ့ပါလို့ဖိတ်ခေါ်နေပါတယ်ဆိုတဲ့အကြောင်းကျွန်တော်အဲလို့ဆိုလိုက်ပါတယ်